အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ကာဘာဆာစက်ရုံတွေကိုမျက်စောင်းထုံးနေတဲ့အေးအေးဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရခိုင်ရုံမောက်ကိုကန်လန့်ဖြတ်ဆက်သွဲထားတဲ့ရခိုင်တောင်ကုန်းနဲ့ဘကိုတိုင်းဗရောင်းလမ်းပေါ်ကအေးပါတဲ့ဗရောင်းမျိုးအညောင်ကျိုးရွာတွေကတက်စခန်းတွေကိုအရခတက်တော်အေးအေးနဲ့ပူပေါင်းတက်တွေကတိမ်ပိုက်လာပြီးနောက်အဲ့ဒီအနည်းတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတာတလာနီးပါးကြားမြင်လာပြီးပဲဖြစ်ပါတယ် မလာစနေရနေ့ကလေးကညောင်ကျိုးရစခန်းတွေကိုတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်30လောက်စစ်တုံးမှန်းအဖြစ်အေအေဘက်ကဖမ်းဆီးရမိထားတယ်လို့ပြောပါရတယ်။အေးတိုင်းပိုက်ထားတဲ့ညောင်ကျိုးရွာဟာဗရောင်းမြို့နယ်ထဲမှာတည်ရှိပြီးအဲ့ဒီမြို့နယ်ထဲမှာစစ်ကောင်စီရဲ့ဆက်လက်နဲ့ထောက်လုပ်တဲ့ကာကွယ်ရေးပစ္စည်းထောက်လုပ်ရေးစရုံကပ္ပဆာ၅တည်ထားပါဗျ။အဲ့ဒီစရုံတွေကညောင်ချောက်စင်တဲကမြိုင်ကြောက်ပူးနဲ့ထုံမိုးစားတဲ့ရွာတွေမှာတည်ရှိနေတာပါ ညောင်ကျိုးရွာရှိဘက်မှာညောင်6ရွာရှိပြီးညောင်6ရွာနီးမှာစစ်တပ်ရဲ့ကားပါစာအမှတ်6ဆက်ယုံရှိပါတယ်။ဒါကြောင့်ညောင်ကျိုးရွာနဲ့ဆလေးမိုင်ဝင်းကျင်ကွာဝေးတဲ့ညောင်6ရွာမှာစစ်တပ်ကခန်းစစ်အခိုင်မှာပြင်နေတာလို့ဒီတစ်ပတ်ထဲသတင်းတွေပြန့်နှံ့လာခဲ့ပါတယ်။ပြည်မျိုးရှိဒေသကုကဲမှုဌာနချုပ်ကဒုဒါကဆမူကိုရိုင်းခန်းစစ်ပြင်တဲ့နေရာတွေကိုလိုက်ပြီးကြီးကြပ်နေတယ်လို့ပြောကြားပါတယ်။ စစ်ကောင်စီတပ်ဟာတမ80ခွန်လောက်ခန့်တပ်တွေနဲ့စစ်မှုထမ်းတနန်းစင်တွေကိုစစ်ကူအနေနဲ့ညောင်ကျိုးတိုက်ပွဲစီပို့တယ်လို့ညောင်ခြေထောက်မှာလည်းသူတို့နဲ့ခန့်စစ်ပြင်နေတာဖြစ်တယ်လို့သိရပါဗျ။တောင်ကုန်းဗရောင်းယိုမလမ်းမိုင်းကစစ်တပ်စခန်းတွေကို2024ကုန်ပိုင်းကတည်းကအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါဗျ။ 2025မလအထိလေးလနေပါအတွင်းအဲ့ဒီယုံမလမ်းမိုင်းကတောင်မုံကြီးစခန်း၊ပကံခွဲစခန်း၊မိုးတီတောင်စခန်းနဲ့နှစ်တောင်တာဝါစခန်းကုန်းတွေကိုအေအေကတင်ပိုက်ထားနိုင်ပါတယ်။အခုရက်ပိုင်းအတွင်းထိညောင်ကျိုးနဲ့ညောင်ခြောက်ရွာအနီးတစ်ဝိုက်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေစေဖြစ်တဲ့အပြင်စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင်းဒေသခံတွေတိုက်စုံမှုတွေရှိသလိုနေအိမ်နဲ့အဆောက်အအုံတွေအပျက်စီးများစွာဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။ကျမနွယ်နွယ်ပါ။